မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အော်တိုဘားလ16ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်စကမ်းသိန်းတိုက်ပွဲသတင်းကတော့အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံစကုံတိန်ရိပ်ဦးဆောင်တဲ့ကချင်ပြည်နယ်အထူးဒေသတက်ဌာနချုပ်တရှိရာ ပန်ဝါမျိုးကိုအဓိကကာကွယ်ထားတယ်အမှတ်1332နဲ့နေသားဆောင်တပ်ဌာနချုပ်စခန်းနဲ့အတူတပ်စခန်းစုစုပေါင်း၄ခုကို KI ဥဆောင်တဲ့တွန်လိုင်းတပ်များကထပ်မံတိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်မှာစစ်ကောင်စီရဲ့အလံကိုဖျောက်ချလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။အော်တိုဘာလ14ရက်နေ့နဲ့အော်တိုဘာလ15ရက်နေ့မွန်လွယ်7:40မိနစ်အချိန်မှာလူပြည်အမှတ်1332ပင်မစခန်းကြီးနဲ့ကာကဲစခန်း3ခုစုစုပေါင်းတပ်စခန်းပေါင်း၄ခုစလုံးကို KI နဲ့ပူးပေါင်းတပ်ဖွဲ့များကအပိတ်တပ်ထပ်မံသိမ်းပိုက်ရရှိခဲ့တယ်လို့သိရပါတယ်။ ်လက်တလုံးသတင်းများအရအမှတ်133နှစ် BGF တပ်စခန်းကထိပ်ပိုင်းတာဝန်ရှိသူတို့ကတရုတ်ပြည်ဘက်ကိုထွက်ပြေးသွားပြီလို့သိရှိထားတော့လဲအတိအကျကိုတော့အတိအပြုကိုခက်ခဲနေတယ်လို့သိရပါတယ်လက်ရှိမှာနယ်မြေရှင်းလင်းများကိုဆက်လက်လှုပ်ဆောင်နေတယ်လို့သိရပါတယ်ပန်ဝါမြို့မှာစကုံတရိပ်ဦးဆောင်တဲ့စစ်တပ်လက်အောက်ခံပြည်သူ့စစ်ဌာနချုပ်နဲ့ကချင်အထူးဒေသတဲ့ဌာနချုပ်တရှိရာ အမှတ်133နဲ့ BGF ဘူဟာတက်စခန်းဟာပန်ဝါမြို့ကိုကာကွယ်ထားတဲ့စခန်းဖြစ်တဲ့အတွက်စစ်ရေးအရာအလွန်အရေးပါတယ်လို့စစ်ရေးသတင်းရင်းမြစ်ကပြောဆိုထားပါတယ်။စကုံတရင်ထိမ့်ချုပ်ထားတဲ့ခြိပွေမြို့ကိုစက်တမာလာ29ရက်နေ့မှာ၎င်းစော့လော်မြို့ကိုစက်တမာလာ30ရက်နေ့မှာ၎င်း KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့များကသိမ်းပိုက်ပြီးတဲ့နောက် ပန်ဝါမျိုးဘက်ကိုဥတည်ပြီးတော့ထိုးစစ်ဆင်လာခြင်းဖြစ်တယ်လို့သိရပါတယ်။ဥစကုံတရင်ဥဆောင်တဲ့ကချင်ပြည်နယ်အထုဒေသတက်မှာစော့လောင်မျိုးနယ်ချီပွေမျိုးနယ်ဝိုင်းမော်မျိုးနယ်နဲ့ကံပိုက်တီဒေသတို့ပါဝင်တယ်လို့သိရပါတယ်။ KIA ပူးပေါင်းတပ်များကအော်တိုဘားလ3ရက်နေမှာ ။ချီဝေပန်ဝါလမ်းပေါ်မှာရှိတဲ့စက်တမိုင်း BGF စခန်းကို၎င်းအော်တိုဝါလာ၄ရက်နေမှာပန်ဝါသွားတဲ့လမ်းပေါ်မှာရှိတဲ့လမ်းကြံစစ်ကောင်စီရဲ့ယာယီစခန်းကို၎င်းသိမ်းပိုက်ခဲ့ပြီးတယ်နော်။အမှတ်133 3နှစ်ဘူဟာတိုင်ရင်ဌာနချုပ်ကိုအော်တိုဝါလာ၁၄ရက်နေမှာသိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။စစ်ကောင်စီဘက်တော်သားဦးစခုံတိုင်ရင်ဦးဆောင်နဲ့ကချင်အထူးဒေသတက်အတွင်းမှာရှိတဲ့စတုံစော့လောချီဝေမျိုးများကို KI ပူပေါင်းတပ်ဖွဲ့များကသိမ်းပိုက်ထားတဲ့အပြင်လမ်းပန်းဆက်သွယ်ရေးလမ်းကြောင်းများအလုံးကိုလည်းထိန်းချုပ်ထားတယ်လို့သိရပါတယ်။အဲ့ဒီဒေသများဟာ မြေရှားတပ်တို့ကိုအဓိကထုတ်လုပ်နေတဲ့ဒေတာများအဖြစ်နဲ့လူတီများထင်ရှားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်မျိုးသိမ့်တိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်တီဘောမြို့မှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့တပ်စခန်းများအလုံးကိုတိုက်ခိုက်သိမ်းပိုက်မှုအတွင်းမှာဟာဝဇာလက်နက်ကြီးများအပါအဝင်လက်နက်မျိုးစုံ200နီးပါးသိမ်းဆည်းရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။အော်တိုဝါလာ73ရက်နေ့မွန်လွဲတနင်္လာရီကမှတီဘောမြို့နယ်မှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့ခလိုက်ရ23တပ်စခန်းအလုံးကိုတောင်းတက်မှာ PSLF DNA လေးက အလုံးစုံဝေရောက်တိမ့်ပိုင်နိုင်ခဲ့တယ်လို့သိရပါတယ်။ပြည်ပေါင်းမြို့နယ်မှာရှိတဲ့အကြမ်းဖက်ဆက်တပ်ရဲ့တပ်စခန်းများကိုတောင်းတက်မှာတော့ PSLF DNL က1027ဆက်ဆင်ရေးအပိုင်းနဲ့အတွဲမှာဇူလိုင်လ20ရက်နေ့ကနေစတင်တိုက်ခိုက်ခဲ့ပြီးတော့2လကျော်အကြာအော်တိုဝဲလာ73ရက်နေ့အထိအကြမ်းဖက်ဆက်တပ်ရဲ့တပ်စခန်းများဖြစ်တဲ့ခမရ903ခမရ904နဲ့ခလိုက်ရ903တပ်စခန်းရဲစခန်းအပါအဝင် အစိုးရဌာနဆိုင်ရာယုံများကိုအလုံးစုံတိမ့်ပိုက်နိုင်ငံချင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲများအတွင်းမှာအကြမ်းဖက်စစ်ကောင်စီရဲ့လက်နက်ခဲယမ်းများဖြစ်တဲ့ဟောင်ဝါဇာလက်နက်ကြီးများအပါအဝင်လက်နက်မျိုးစုံ155လက်60မမ8လက်81မမ1လက် RPG 2လက်ဆက်လက်6လက်မိုင်းခဲယမ်းမျိုးစုံအများအများနဲ့စစ်သုံးဆောင်ပစ္စည်းများကိုလည်းရှင်းလင်းသိမ်းဆည်းရမိခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်အကြမ်းဖက်စစ်တပ်ဟာတီဘောတပ်စခန်းများကိုတိုက်ခိုက်နေစဉ်အတွင်းလေကြောင်းတိုက်ခိုက်မှုစုစုပေါင်း Jet Fighter နဲ့105ချီ 112နဲ့168ကြိမ်လက်နက်ကြီးနဲ့1863ကြိမ် rocket ဒုံးကြီး8ကြိမ်နဲ့ howitzer 8ကြိမ်အသုံးပြုတိုက်ခိုက်ခဲ့ပြီးတော့ထောက်ပို့လေယာဉ်112နဲ့86ကြိမ် Y8 နဲ့2ကြိမ် MI17 နဲ့5ကြိမ်လက်နက်ခဲယံအထုပ်440ဒုတ်ကိုလာရောက်ကျဲချပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်အကြမ်းဖက်စစ်တပ်ကတီပေါင်းမျိုးတပ်ဆက်ခန်းကို တောင်းတမ်းပြီးတော့ PSLF DNL နဲ့ပူးပေါင်းတပ်ဖွဲ့တို့ကတိုက်ခိုက်နေစဉ်အတွင်းအရသာပြည်သူများကိုဥတီပြီးတော့တိုက်ခိုက်မှုများကိုပြုလုပ်ခဲ့ခြင်းကြောင့်တီဘောမြုံမှာရှိတဲ့ဒေသခံပြည်သူ33ဦးသေဆုံးခဲ့ပြီးတော့အယောက်80ဒဏ်ရာရရှိကစာတင်ကြောင်းနှစ်ကြောင်းနဲ့လူနေအိမ်48လုံးလေးရင်ဘုံးစာထိမှန်ပြီးတော့မီးလောင်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်။ဒါအပြင်စစ်ကောင်စီတပ်ရဲ့အဓမ္မတိုးသွင်းခြင်းခံရပြီးတော့စစ်မှုတာဝန်ထမ်းဆောင်နေကြရတဲ့ရဲမေ88ဦးကိုလည်းဖမ်းဆီးရမိခဲ့ပြီးတော့တပ်မိသားစုဝင်များနဲ့အတူလူသားချင်းစာနာထောက်ထားသောအဖြစ် ်ပြန်လည်လွှတ်ပေးခဲ့တယ်လို့သိရပါတယ်အော်တိုဘာလ73ရက်နေ့မှာ1027ဆက်စင်ရဲ့အပိုင်းနဲ့အတွင်တောင်းတံမရော PSLF TNL ကနောင်ချုံမြို့မိုးကုံမြို့မိုးမိန်မြို့ကြောင်မဲမြို့နဲ့တီဘောမြို့ကိုပြည်စမမြောက်မြို့အဖြစ်နဲ့အလုံးစုံထိန်းချုပ်ထားခြင်းဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆလပီတင်ဆက်ပေးရမယ်သတင်းကတော့သခိုင်းတိုင်းအနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခတ်တပ်အတွင်းကိုဒုချုပ်စိုးဝင်းရောက်ရှိနေတဲ့အချိန်ကာမီကာစီဒရုန်းနှစ်စီးနဲ့ဖောက်ခွဲတိုက်ခဲ့ရာ ထိရောက်စွာပောက်ကွဲမှုရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘာလ15ရက်နေ့မနက်10:30မိနစ်ခန့်မှာမုံရွာမြို့အခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခတပ်အတွင်းကိုဒုချုပ်စိုးဝင်းဟာရဟတ်ရင်နဲ့ရောက်ရှိလာပြီးတော့စစ်ရုံးချုပ်ထဲမှာ၎င်းရဲ့လက်အောက်ငယ်သားများနဲ့တွေ့ဆုံနေတဲ့အချိန်ဒေါင်းတမန်၄ချောင်းစစ်စင်ရေးအဖွဲ့ကကာမီကာစီ drone တစ်စီးနဲ့၎င်းမနက်7:30မိနစ်အချိန်မှာနမခတပ်အတွင်းမှာရှိတဲ့ဒုချုပ်စိုးဝင်းရဲ့ရဟတ်ရင်ရန်နာထားတဲ့နေရာကိုကာမီကာစီ drone တစ်စီးနဲ့၎င်းထမှန်ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျာ။ဒုချုပ်စိုးဝင်းရောက်နေတယ်ဆိုပြီးတော့ တရင်ရရချင်းပဲပြင်ဆင်ပြီးတိုက်ခိုက်ခဲ့တာပါပောက်ကွဲတန်ကတော့နှစ်ခါလွတ်တာနှစ်ချိန်စလုံးကြားရတယ်ကျွန်တော်တို့ကပြင်မှတ်တင်တဲ့အနည်းဆုံးနေရာကနေကြားခဲ့တာပါထိခိုက်မှုအခြေအနေကတော့စုံစမ်းနေသေးပါလုံခြုံရေးနဲ့အထူးတင်းကျပ်ထားတယ်ကျွန်တော်တို့ဒေါင်းတမန်အဖွဲ့သားတွေအားလုံးစစ်အာဏာရှင်စနစ်အမြင့်ပြက်တဲ့အထိခြေမုံရေးအတွက်စ조사ဆောင်ရွက်နေကြပါတယ်မိဘပြည်သူတွေအနေနဲ့လည်းပူးပေါင်းပါဝင်ကူညီပေးကြပါအောင်လို့မြစ်တာရက်ခံကြပါတယ်လို့ဒေါင်းတမန်၄ချောင်းကစစ်စင်ရေးတာဝန်ရှိသူတို့ကပြောဆိုထားပါတယ် အခုလိုမျိုးဖောက်ခွဲတိုက်ခတ်မှုအတွင်းမှာဖိရောက်စွာပောက်ကွဲမှုရှိခဲ့ပြီးတော့ဒုတိယအကြိမ်ထပ်မံတိုက်ခတ်ပြီးတဲ့နောက်နာမခတက်အတွင်းကရဟယံဒဇီးနဲ့ကင်းပတ်ပြန်ဝဲကလုံကြုံရေးယူပြီးတဲ့နောက်ရဟယံနှစ်စီးလဲပြန်တက်ပြီးတော့မောင်းနှင်ထွက်ပြေးသွားတယ်လို့သိရပါတယ်အလားတူပဲ ပဲဘကိုးတိုင်းကညွန်ခွဲ439 point မှာအထိုင်ချတဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ကိုလည်း drone နဲ့တိုက်ခိုက်ခဲ့ကြောင်းတာယာဝတီ KI ပကဖစီရေးတာဝန်ကရဲဘော်တစ္ဆာကပြောကြားထားပါတယ်အော်တိုဘာလ12ရက်နေ့မှာဖြူးမြို့နယ်မှာရှိတဲ့ကညွန်ခွဲ439 point ကိုမနေ့9:06မိနစ်ခန့်မှာ drone နဲ့တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ် ဲ့ဒီတိုက်ခတ်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများကိုထိခိုက်မှုကိုတော့စုံစမ်းလျက်ရှိပြီးတော့တော်လိုင်းတပ်ဖွဲ့ဝင်များအထိခိုက်မရှိစုခွာနိုင်ခဲ့တယ်လို့သိရပါဗါတယ်။၎င်းတိုက်ခတ်မှုကိုဖြူးမြုံနယ်ပကဖနဲ့တာယာရီခိုင်ပကဖတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မွန်ပြည်နယ်မုဒုံမြို့နယ်မှာရှိတဲ့စစ်ကောင်စီရဲ့အမှတ်38အမြောက်တပ်ကိုရှော့တိုက်ဒုံးနဲ့ပစ်ခတ်ရာလက်နက်တိုက်ပျက်စီးပြီးတော့စစ်ကောင်စီတပ်ဖွဲ့ဝင်3ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဝါလာရှိရနေမွန်ပြည်နယ်မုဒုံမြို့နယ်အဘိကျေးရွာမှာရှိတဲ့စစ်ကောင်စီရဲ့အမြောက်တပ် 318ကိုတော်လင်းပူပေါင်းတပ်ဖွဲ့များကရှော့တိုက်ဒုံးများနဲ့ပစ်ခတ်ရာလက်နက်တိုက်အခြားအဆောက်အုံများနဲ့လက်နက်ကြီးအထိုင်စခန်းတွေအားပျက်စီးခဲ့ပြီးအကြမ်းဖက်စစ်ကောင်စီတပ်သား3ဦးသေဆုံးပြီးတော့တအုပ်ထံရရရှိခဲ့တယ်လို့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။အဲ့ဒီဆက်စင်ရေးကို SDDF Missile Team ကထုတ်လုပ်တဲ့ရှော့တိုက်ဒုံးများနဲ့ဒရုန်းများကိုအသုံးပြုပြီးတော့ညီနောင်မဟာမိတ်အဖွဲ့များကပအဝင်တိုက်ခိုက်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့စကိုင်းတိုင်းကံဘလူမြို့နယ်ဇီးကုန်းမြို့ပေါ်မှာရီးသားဖြစ်သူနဲ့တွားရောက်တွေ့ဆုံတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သား၂ဦးကိုအရှင်ဖမ်းဆီးရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘာလ15ရက်နေ့မှာအကြမ်းဖက်စစ်ကောင်စီတပ်သား၂ဦးဖြစ်တဲ့ဒုတက်ချက်ကျော်မင်းနိုင်နဲ့ပြူစောတီဝေဖြိုးအောင်တို့ဟာဇီးကုန်းမြို့ပေါ်မှာရီးသားဖြစ်သူနဲ့တွားရောက်တွေ့ဆုံတဲ့အချိန် ကမ်ဘလူ Underground Warriors အဖွဲ့ကတော်လိုင်းရဲဘော်များကအရှင်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီအကြမ်းဖက်စစ်ကောင်စီတပ်သား၂ဦးဟာတော်လိုင်းရဲဘော်များကိုလက်ပစ်ဘုံနဲ့ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့တော့လဲထိခိုက်မှုမရှိဘူးလို့သိရပါတယ်။ဒုတက်ချက်ကျော်မင်းနိုင်ဟာစစ်မှုထမ်းတပ်တန်း25နှစ်ရှိသူဖြစ်ပြီးတော့လက်နက်ကိုင်ပြူစောတိဝေဖြိုးအောင်ကတော့စစ်မှုထမ်းတပ်တန်းတစ်နှစ်ရှိပြီဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတန်းမုံရွာမြို့ပေါ်မှာရှိတဲ့နဘောရရွှေဆိုင်ကိုဓမြတိုက်သွားတဲ့သူတွေကိုမြို့နယ်ပကဖနဲ့ပါလာဖပူးပေါင်းအဖွဲ့ကဖမ်းဆီးထားပြီးတော့ဆက်ဆက်တရားခံများကိုလည်းဆက်လက်ပြီးတော့ဖမ်းဆီးထိန်းသိမ်းနိုင်ရေးအတွက်ဆောင်ရွက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။စက်တဘာလအတွင်းကမုံရွာမြို့ပေါ်မှာရှိတဲ့နဘောရရွှေဆိုင်ကိုလက်နက်ကိုင်းလူတစုကဓမြတိုက်မှုဖြစ်စဉ်မှာပါဝင်ကျူးလွန်သူများကို ဖန်စီထိမ့်သိမ်းထားရှိပြီးတော့နောက်ဆက်တွဲပါဝင်ပတ်သက်သူများကိုလည်းအေးအေးယူဆောင်ရွက်နိုင်ရန်အတွက်ဆက်လက်လှုပ်ဆောင်ရဲရှိတယ်လို့သိရပါတယ်။အဲ့ဒီဖန်စီရမိထားတဲ့တရားခဏ်များကိုစုံစမ်းစစ်ဆေးမှုများနဲ့ဖန်စီထိမ့်သိမ်းမှုများကိုမုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့တို့ကပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီးတော့ကနအူးဖန်စီထိမ့်သိမ်းထားတဲ့သူတွေရဲ့ထွက်ဆိုချက်များအရာနောက်ကွယ်မှာပါဝင်ပတ်သက်နေသူများကြံရှိနေတဲ့အတွက်ဆက်ဆက်တရားခဏ်များကိုလည်းဆက်လက်ပြီးတော့ဖန်စီထိမ့်သိမ်းနိုင်ရေးအတွက်ဆောင်ရွက်လျက်ရှိကြောင်းမုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတာဝန်ရှိသူတို့ကရှင်းပြပါရတယ်။ မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဟာအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ဝင်ကြီးဌာနရဲ့ကုကဲမှုအောက်မှာတာဝန်ထမ်းဆောင်လျက်ရှိတဲ့ကာကွယ်ရေးအဖွဲ့အစည်းတစ်ခုဖြစ်ပြီးတော့ပြည်သူလူထုထိခိုက်နေနာစေတဲ့လောက်ရံများကိုတက်ဆွမ်းတမ်းများတားဆီးကာကွယ်တော်မှာဖြစ်တယ်လို့မြို့နယ်ပကဖအဖွဲ့တာဝန်ခံတအူးကပြောဆိုထားကြောင်းသိရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္သာရီတိုင်းကျွန်းစုမြို့နယ်ပဲ့တန်ရွာမှာစစ်တပ်နဲ့ပူးပေါင်းပြီးတော့သကောင်စင်းလိုက်ကောင်နေတဲ့ပြူစော်တီများကိုဝင်ရောက်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။အော်တိုဘားလ14ရက်နေ့ည9:00နာရီခန့်မှာပဲ့တန်ချေးွာမှာရှိတဲ့ပြူစော်တီများဟာအကြမ်းဖက်စစ်ကောင်စီရဲ့သကောင်စင်းကောက်ယူရာမှာပူးပေါင်းပါဝင်နေတဲ့အတွက်ချေးွာအတွင်းမှာရှိတဲ့ပြူစော်တီစခန်းကုန်းကိုတော်လိုက်တပ်ဖွဲ့များက40မမအပါဝင်လက်နက်ငယ်များနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းမှာပြူစော်တီများကလည်းလက်နက်ကြီးများနဲ့ပြန်လည်ပစ်ခတ်ခဲ့ပြီးတော့စမ ုံ6ဝမှာကင်းလဲ့နေတဲ့အကြံဖတ်စစ်တပ်ရဲ့ရေးတဲ့တင်းမောကလည်း0.5နဲ့ပြစ်ခတ်ခဲ့ပြီးပဲ့တိုင်ချေးွာအတွင်းကိုရောက်ရှိလာတယ်လို့သိရပါဗျ။အဲ့ဒီတိုက်ခတ်မှုအတွင်းမှာကျိုးစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတပ်ဖွဲ့ဝင်များအထိကိမရှိအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ပြီးတော့ပြူစောတီထိကိတေးဆုံးမှုရှိမရှိကိုတော့အတိပြုတ်နိုင်အောင်လို့စုံစမ်းလျက်ရှိတယ်လို့သိရပါဗျ။စစ်ခွေးထိကိတေးဆုံးမှုတော့အတိမပြုတ်နိုင်သေးဘူး။ညာဘက်ဖြစ်နေလို့ကျွန်တော်တို့လည်းဆက်လက်ပြီးအတိပြုတ်နိုင်ဖို့စူးစမ်းနေပါတယ်လို့ကျိုးစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ